ဒီဗီဒီယိုဖိုင်လေးနဲ့ပတ်သက်ပြီးကျွန်တော်အမေကဘလောက်တောင်အားပေးတယ်လဲဆိုရင်တားလေးရဲ့အဲ့ဒီဖိုင်မလွှင့်ပါနဲ့လားမင်းအတွက်အန္တရာယ်ရှိလို့ပါကျွန်တော်မွေးလာတဲ့အချိန်ကနေဒီကနေ့ဒီအချိန်ဒီသက်ရွယ်ရောက်တဲ့အထိကျွန်တော်အမေကိုကျွန်တော်ဘယ်တော့မှညင်းတာမျိုးပြန်ပြောတာမျိုးမရှိပါဘူးဒါပေမဲ့ဒီကိစ္စမှာတော့ကျွန်တော်မမေ့ကိုပြောခဲ့ပါတယ်မမေ့ သားအသက်ရှင်နေခြင်းအတွင်းမှာသတိထားတဲ့အမှန်တရားတွေကိုပြောပြရသည်ရေးပြရသည်နောက်ဆက်တွဲကြုံလာမဲ့ဆူချိုးတွေကတော့ဒုက္ခတရားတိုင်းပဲပေါ့လို့ကျွန်တော်မမေ့ဘူးအဲ့ဒီစကားပြောခဲ့ပြီးတော့ define လေးကိုလွှင့်လာပါဒေါံဆန်းစုကြည်နဲ့ပတ်သက်ပြီးကျွန်တော်လေ့လာသိရှိထားတဲ့ဖတ်ထားတဲ့အမှန်တရားတွေကိုကျွန်တော်ပြောပြပါမယ်ဒီလိုပြောနေဆိုတာကသူ့အပေါ်မှာကျွန်တော်အနေနဲ့ တိုက်ခိုက်လို့စိတ်မရှိပါဘူးအပုတ်ချလို့စိတ်မရှိပါဘူးဘာကြောင့်လဲဆိုတော့တော်အောင်ဆန်းစုကြည်ကကျွန်တော်အမိနဲ့တက်တူရွယ်တူပါပဲကျွန်တော်ရဲ့အမိအရွယ်ပါပဲဒါဆိုရင်မင်းကဒီစကားတွေကိုဘာကြောင့်ပြောလဲလို့မေးလာခဲ့အမှန်ကိုအမှန်တိုင်းမသိသေးတဲ့သူတွေအတွက်နည်းနည်းလေးပဲဖြစ်ဖြစ်အမှန်တရားကိုသိစေခြင်းနဲ့အတွက်ပြောပြပါပါတော်အောင်ဆန်းစုကြည်ကြောင့်မပြောခင် ူ့ရဲ့အဖေဖြစ်တဲ့ဘူကျောင်းဆန်းအကြောင်းကိုအရင်ပြောပြခြင်းပါတယ်။ဘာကြောင့်လဲဆိုတော့ဘူကျောင်းဆန်းနဲ့ပတ်သက်ပြီးတော့မှဘူကျောင်းရဲ့သမီးဆိုပြီးတော့တော်တော်များများကဒေါအောင်ဆန်းစုကြည်ပေါ်မှာလေးစားချစ်ခင်ယုံကြည်ထောက်ခံနေကြတာမဟုတ်ပါဘူး။ဘူကျောင်းဆန်းအကြောင်းလည်းကျွန်တော်အများကြီးမပြောပါဘူး။အချက်နှစ်ချက်ပဲပြောပြပါမယ်။နံပါတ်1တစ်ချက်လွတ်လပ်ရေးဖခင်ကြီးလွတ်လပ်ရေးဘိသုကာကြီးဘူကျောင်းအောင်ဆန်းဒီချက်မဟုတ်ပါဘူး။ တကယ်တော့ဘိုးကြောင့်ဆန်းကလွတ်လပ်ရေးဖခင်ဘိုးဆိုလွတ်လပ်ရေးဘိတုကာကြီးလည်းမဟုတ်ပါဘူးသူတိုက်ယူခဲ့လို့သူတောင်းဆိုခဲ့လို့သူကြောင့်မြန်မာပြည်လွတ်လပ်ရေးရခဲ့တာမဟုတ်ပါဘူးဘိတုကာလို့ပြောရသဒ္ဒန်ဆိုရင်ကလုံဥစိုးကိုလွတ်လပ်ရေးဘိတုကာလို့ပြောရမှာပါဘာကြောင့်လဲဆိုတော့ဘိုးကြောင့်အောင်ဆန်းလွတ်လပ်ရေးဆိုတာဘာမှမသိခင်ကတည်းကဥစိုးကနိုင်ငံသားကိုသူကိုယ်တိုင်သွားပြီးတော့မြန်မာပြည်အတွက်လွတ်လပ်ရေးတောင်းခဲ့တာပါ ဘုရောဆန်လွတ်လပ်ရေးတောင်းတဲ့အချိန်မှာအင်္ဂလိပ်ကဗမာပြည်ကိုလွတ်လပ်ရေးပေးဖို့ဆုံးဖြတ်ထားပြီးသားပါဒါကိုဆရာသမားကယော်ကြီးတွေပေးပြီးတော့လွတ်လပ်ရေးယူလာခဲ့တာဒါကြောင့်ဘုရုတ်အောင်ဆန်မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးမိသူကကြီးဖခင်ကြီးဆိုတာမဟုတ်ပါဒုတိယတစ်ချက်ဖြစ်တယ်တမတော်ရဲ့ဖခင်ကြီးဆိုတာလည်းမဟုတ်ပါမြန်မာနိုင်ငံရဲ့တမတော်ဘုရုတ်အောင်ဆန်တီထောင်ခဲ့တာတိဆောက်ခဲ့တာမဟုတ်ပါရဲဘော်၃ချိတ်ကိုလည်းဘုရုတ်အောင်ဆန်တိဆောက်ခဲ့တာမဟုတ်ပါ သူတို့တွေအဝိုင်သမောနဲ့အခင်လက်မြိုင်နဲ့နိုင်ငံခြားကိုသွားကြလေဆိုတာစစ်ပညာတင် जा ဖို့တတ်မတော်တည်ထောင်ဖို့မဟုတ်ပါနိုင်ငံရေးဆက်သွယ်ဘယ်ဟာများရမလဲတရုတ်တွေနဲ့ဘယ်လိုများချိတ်ဆက်လို့ရမလဲဆိုပြီးတွားခဲ့ကြတာပါသို့သော်ဂျပန်နေနဲ့ဗမာပြည်မှာကြံခဲ့တဲ့လူတွေကချိတ်ဆက်မိတယ်အဲ့ဒါကြောင့်တခင်ကိုရမိုင်းနဲ့တခင်ဘတ်စေဥဆောင်ပြီးတော့ဒါတွေဒါတွေတော့လုံတဲ့နေဆိုတဲ့အတွက် ရဲဘော်တုံးကြီးဖြစ်လာမဲ့လူငယ်တွေကိုဗမာပြည်ကနေပြီးတော့အတုတ်တွေအတုတ်တွေခွဲပြီးလွတ်တဲ့အတွက်ရဲဘော်တုံးကြီးဖြစ်လာတာကိုအောင်ဆန်းကြောင့်ရဲဘော်တုံးကြီးဖြစ်လာတာမဟုတ်ပါဘူးဒါကြောင့်မို့ပူကျော့အောင်ဆန်းဟာတက်မတော်ရဲ့ဖခင်ကြီးမဟုတ်ပါဘူးခင်ဗျာဒါတွေကိုစောင်းတွေထဲမှာလေ့လာဖတ်ရှုကြည့်သိနိုင်ပါတယ်ဒေါံဆန်းသူကြီးအကြောင်းလေးကိုကျွန်တော်အနည်းငယ်ပြောပြပါမယ်ဒေါံဆန်းသူကြီးဟာဖာစာပါလလက်ထက်မှာပဲသူ့မယား တန်မကြီးဖြစ်တဲ့အတွက်ဗမာပြည်ကနေနိုင်ငံခြားကိုထွက်သွားရပါတယ်။အဲ့ဒီလိုထွက်သွားရတယ်ဆိုတာခါလေဒေါခင်ကြီးကိုဗမာပြည်ထဲမှာဆက်ထားလို့မရတဲ့အတွက်မြန်မာပြည်ထဲမှာထားလို့မရတော့တဲ့ကိစ္စတွေရှိနေတဲ့အတွက်တန်မှတ်ရာဘူးပေးပြီးတော့နိုင်ငံခြားကိုလွတ်လိုက်ရတာ။အဲ့ဒီချိန်တုန်းကဒေါခင်ကြီးဘယ်သူနဲ့ပါဖြစ်နေလဲ။ဘယ်မျိုးသားနဲ့ဘယ်လိုအခြေအနေမျိုးတွေဖြစ်နေလဲဆိုတာကို လေးလာအကောင်းတဲ့သူတွေစာဖတ်အကောင်းတဲ့သူတွေသိကြမှာပါကျွန်တော်ကတော့ဒီအကြောင်းတွေကိုမပြောတော့ပါဘူးဒေါ်စန်းသူကြီးနိုင်ငံသားကိုရောက်သွားတဲ့အချိန်ကနေစပြီးတော့1962ခုနှစ်တမတော်အာဏာသိမ်းမှုဖြစ်ခဲ့ပါတယ်နိုင်ငံသားမှရောက်နေတဲ့ဒေါ်အောင်ဆန်းစုကြည်ဟာအောင်ဆန်းစုကြည်လေးပေါ့ဗျအောင်ဆန်းစုကြည်လေးဟာ62ခုနှစ်အာဏာသိမ်းတာနဲ့ပတ်သက်ပြီးတော့များမြန်မာပြည်သူပြည်သားတွေအတွက် တစုံတရာဘာလုခဲ့ပါတလဲဘာမှမလုခဲ့ပါ1985ဥတ္တရေခင်ဖြစ်ခဲ့ပါလေဒေါ်ဆန်းစုကြည်လူလက်ပိုင်းရွယ်ပေါ့ဗျာဥတ္တရေခင်နဲ့ပတ်သက်ပြီးဘိုးချုပ်နေဝင်အစိုးရကိုဒေါ်ဆန်းစုကြည်အနေနဲ့ဘာတခုများပြောခဲ့ပါတလဲ ဆန္ဒပြနေတဲ့ចောင်းသားတွေဆန္ဒပြနေတဲ့ပြည်သူတွေဘက်ကရက်တည်ပြီးဒေါ်စန်းစုကြည်ပါပြောခဲ့ပါတယ်ဘာမှမပြောခဲ့ပါဘူး1988ခုနှစ်မှာလည်းမြန်မာပြည်ကိုပြန်လာတယ်ဆိုတာနိုင်ငံရေးလို့ကိုမဟုတ်ပါဘူးဒေါ်ခင်ကြီးရဲ့နောက်ဆုံးချိန်ဖြစ်နေတဲ့အတွက်ဒူလီတော်သမီးဖြစ်တဲ့အတွက်သူပြန်လာတာပါသူဘမပြည်မှာရှိနေတဲ့အချိန်အတွင်းမှာပဲအရေးကြီးဖြစ်ပါတယ်အရေးကြီးဖြစ်ခါစမှာပဲ မြန်မာလူမျိုးတွေထုံးစံအတိုင်းခေါင်းဆောင်မျိုးလေးနဲ့ခေါင်းဆောင်ရှာတယ်အဲ့ဒီကခေါင်းဆောင်လို့သတ်မှတ်လို့ရမယ်သူ့စီကိုသွားပါလေခေါင်းဆောင်ပေးဖို့ပြောပါလေသို့တော့ကျမမြန်မာပြည်ကိုပြန်လာတာအမေကိုပြုစုဖို့ပြန်လာတာပါမြန်မာပြည်နိုင်ငံရေးကိုစိတ်မဝင်စားပါဘူးဆိုတဲ့အငင်းဝါကြပဲသူစီကရခဲ့ပါလေအဲ့ဒီချိန်တုန်းကသူစီကိုတော့ပြောခဲ့တဲ့လူတွေထဲမှာ နှစ်ယောက်သုံးယောက်အခုချိန်ထိအသက်ရှင်နေရရှိပါသေးတယ်။အဲ့ဒီအကြောင်းတွေကိုသူတို့သိပါတယ်။တချို့သောစာအုပ်တွေပါလဲအဲ့ဒီအကြောင်းအရာတွေပါပါတယ်။အသေးစိတ်သိချင်လေ့လာဖတ်ရှုကြည့်လို့ရပါတယ်။ကျွန်တော်ပြောချင်တာက1988တနိုင်ငံလုံးမှာရှိတဲ့ယဟန်ရှင်သူပြည်သူအလုံးနိုင်ငံရေးမှာတက်တက်ကြွကြွပါဝင်လှုပ်ရှားနေတဲ့အချိန်မျိုးမှာသူစီကိုတခုတကသွားခေါ်တဲ့အချိန်မျိုးမှာတော့မှ ကျမမြန်မာနိုင်ငံရဲ့နိုင်ငံရေးကိုစိတ်မဝင်စားပါဘူးဆိုပြီးတော့သူပါဝင်ခဲ့ခြင်းမရှိပါဘူး။နောက်ပိုင်းမှာခြေနေကောင်းလာတယ်။တက်ကလည်းဟမေးလာတယ်။ပြည်သူတွေကလည်းအများကြီးပူပေါင်းပါဝင်နေဆိုတော့သိတဲ့အချိန်မှာသူ့ကိုစင်ဖို့ဆွဲတင်တဲ့လက်တွေကိုသူကမ်းခဲ့တာပါ။အဲ့ဒီအချိန်ကျမှသူမြန်မာပြည်ရဲ့နိုင်ငံရေးရည်စည်းကြောင်းလေးကိုဝင်ပါလာခဲ့တာ။ဟုတ်ပြီသူပါလာခဲ့ပြီ။ သူပါလာတဲ့အချိန်မှာပဲသူ့ကိုနိုဘယ်ဆုပေးလိုက်တယ်ညဉ့်ဉိုင်းရဲ့နိုဘယ်ဆုညဉ့်ဉိုင်းနိုဘယ်ဆုပေးရတဲ့အကြောင်းပြချက်ကိုဖတ်ကြည့်မယ်ဆိုရင်မြန်မာပြည်ထဲမှာဒီမိုကရေစီရရှိဖို့အတွက်စွန်းစွန်းတမန်လှုပ်ရှားပါဝင်ခဲ့တဲ့အတွက်ပေးတယ်ဆိုတာပါပါလိမ့်မယ်သို့သော88ကစားခဲ့တဲ့89 90အဲ့ဒီနှစ်တွေမှာဒေါ်အောင်ဆန်းစုကြည်ဟာမြန်မာပြည်အတွင်းမှာငြိမ်းချမ်းရေးရအောင်ဒီမိုကရေစီရအောင် ငြိမ်းချမ်းစွာဗာဒီမြတ်လုတ်ခဲ့တယ်လဲဆိုတာကိုတည်င်းစာတွေထဲမှာအစာအုပ်တွေထဲမှာလေ့လာကြည့်လို့ရပါတယ်